ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲမနေ့ကတော့ကျွန်တော်တို့တကွက်ကောင်းပေါ့နော်တကွက်ကောင်းအောင်လဲလွဲသွားတယ်ဗျကျွန်တော်ရှင်းပြခဲ့တဲ့ကျွန်တော်တို့မနေ့ကညနေမှာဒီ၄ခွန်၃ညတလုံးအထိမဲ့လို့ယူဆတယ်ဆိုတော့လေတကယ်မှန်သွားတယ်ပေါ့နော်၄ခွန်၃ညကျွန်တော်က တနစ်ရှစ်ကိုကြီးနေနေရတယ်ပေါ့နော်ဒီတနစ်ရှစ်ကိုဒါကျွန်တော်ဒီ၄ခွင့်၃ညနဲ့တွဲလိုက်ရင်တော့လေကျွန်တော်ပောက်ကနန်းဖြစ်မယ်ဒီကြရင်ကျွန်တော်ခွင့်၃ညအချိန်နဲ့ရှိရလို့ပြောရတယ်ပေါ့နော်ကျွန်တော်ဗရာပုံမှန်အတိုင်းကျွန်တော်တို့၅လုံးခွေကိုတနစ်ရှစ်၃ညခွင့်လို့အခွေခိုင်းနိုင်မယ်ဆိုရင်လည်းပောက်ကနန်းဖြစ်မယ်ဗျအဲ့ဒီအတွက်ကျွန်တော်နောင်တတော်ရမိတယ်ပေါ့နော် ကျွန်တော်ဘရိတ်လိုင်းကိုသူကအားကိုးလိုက်တာပေါ့နော်ဘရိတ်လိုင်းသူကအားကိုးလိုက်တော့ဘရိတ်လိုင်းကလွဲတော့လေကျွန်တော်တို့ပေါက်ကနန်းဖြစ်မသွားဘူးဗျဒီရှင်းတော့ပိတ်ကိုလည်းကျွန်တော်တွေးတော့တွေးတယ်ပေါ့နော်ဒီတွေးပေမဲ့ကျွန်တော်ဆက်ပြီးမပေးတော့ဘူးလို့ထင်လို့ကျွန်တော်ရှင်းတော့ပိတ်မပေးမပြလိုက်တာပေါ့နော် ဒီရှင်းတော့ပိတ်ဒီကျွန်တော်ဒီမှာ933ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ1ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီ958ပေါင်းခြင်းဒီ3ညဆိုပြီးတော့ဖြစ်တယ်ဗျ315ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီလဲ6ဆိုပြီးတော့ဖြစ်တယ်ဒီ3လုံးပေါင်းခြင်း1ဒီ3လုံးပေါင်းခြင်း3ညဒီ3လုံးပေါင်းခြင်း9ဒီ3လုံးပေါင်းခြင်းဒီ8ဒါကြောဒီမှာဆိုကျွန်တော်တို့က9ရက်4ရက်ဒီရက်နောက်ပဲပေါင်းချင်းစီခွင့်ဖြစ်ရမှာပေါ့နော်ကျွန်တော်ဒီကောင်ကိုမပေးတော့ဘူးလို့ထင်လို့မပြလိုက်တာပေါ့နော်မနေ့ကတော့ ဟုတ်ကဲ့ပါဒီနေ့မှလည်းကိုမတို့ကကြည့်ပြီးတော့ကြက်ရင်တော့သုံးပေါ့နော်ကျွန်တော်လည်းကန်နေပဲဟိုဖြစ်နေပြောရမယ်ဗျဒီခွန်ရှစ်ကမနက်ကထွက်ရင်ဘာဖြစ်မှာစိုးလို့လည်းမသိဘူးပေါ့နော်ဒီခွန်ရှစ်တာမနက်ကထွက်ရင်တော့ကျွန်တော်တို့ပေါက်ကင်းနေပါမယ်ဗျ bùi để mình là vào ok mình là vào vậy chú để mình là vào ok mình là vào no, vậy nó thì ni mà đó cho nó ဒီနေ့မှတော့အခွေပဲပေးမယ်ပေါ့နော်ကိုမတို့ကလည်းကြိုက်မှလည်းသုံးပြတ်ဒီဘက်မှာကျွန်တော်ဘရိတ်နဲ့ခံနေရတယ်ပေါ့နော်ဘရိတ်ကိုတော့ပြီးဦးစားပေးလိုက်ရင်ကျွန်တော်တို့အပြီးဘောက်ကထွက်နေတယ်အပြီးဘောက်ကိုဖြစ်လိုက်မယ်ဆိုရင်လည်းလွဲတယ်ပေါ့နော်ဒါမျိုးတွေဖြစ်နေတယ်ကန်တေကတော့ဒီဒီဘက်တော်တော်ညံ့နေပါလေဗျာ ဟုတ်ကဲ့ဗျာဒါဆိုရင်ကျွန်တော်ရဲ့ address site ပေါ့နော်ကိုမတို့ကကြည့်ပြီးမှကြည့်ရင်တော့သုံးပြတော့ဒီအခု one chain ဒီတော့ပြက်ပင်မရှိသေးတဲ့ one chain ပေါ့နော်ဒီဒီမှာ၄ရဲ့ခွင်ရဲ့ဒီက၂ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီ၃ဖြစ်လို့ 3ရဲ့နှက်ခက်တီ5 3 5ဒီကံဒီမှာအချိန်မြတ်တော့ဒီ3 5အချိန်မှာ3 1ထွက်တော့3ထီလေဗျဒီ1ချိန်လိုင်းကတော့ထိတ်စီပေးနေရတော့တွေ့ရတယ်ပေါ့နော်မောင်မောင်မောတဲ့မင်္ဂလာပါမောင်လေးဟုတ်ကဲ့ပါဗျာနော်မောင်မောင်မောလည်းမင်္ဂလာပါဗျာကျေးဇူးလည်းတင်ပါတယ်ဗျာနော်ဒါဆိုရင်ကျတော့ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ 3ရဲ့3ညရဲ့ဒီနှလုံးပေါင်းခြင်းဒီ3 3နဲ့ကျွန်တော်ဒီရ3နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ power ဒီ6ရဲ့နှက်ခတ်ဒီ9ပေါ့နော်6 9ဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီမှာ6 9အချိန်မှာ60ထွက်တော့6ထီတယ်ဗျထွေးတဲ့အမြဲကြည့်ပြီးရထိုးပြပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော် အမင်းနဲ့ပေါက်ကြမယ်တဲ့ဟုတ်ကဲ့ပါဗျာဒါဆိုရင်ကျတော့ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီ9ရဲ့1ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ6 6နဲ့ကျတော့ဒီက6နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းခြင်းဒီ2ဖြစ်လို့2ရဲ့နှက်ခတ်ဒီလေး2လေးဒီကျတော့ဒီမှာအချင်းဗျာဒီ2လေးအချင်းမှာလဲ4ဘူးထွက်တော့4ထီလို့ဗျာ ားလုံးပဲဒီဝမ်းကျိန်းလမ်းလေးလည်းနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပြန်ဒီတဲ့ရ6ရဲ့ဒီနှလုံးပေါင်းခြင်းဒီခွန်းခွန်းနဲ့ကျွန်တော်ဒီက4နဲ့ပေါင်းတော့တက်ဒီ3လုံးပေါင်းခြင်း1ဖြစ်လို့တဲ့ရနှစ်ခတ်ဒီ6တက်8ဒီကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီ1ရှစ်အချိန်မှာလဲ16ထွက်တော့8ထီလေဗျ။ ဒါဆိုရင်ကျွန်တော်တို့ဒီနေ့မှာဒီ1ချင်းလိုင်းဆက်ပေးမယ်ဆိုရင်ပေါ့နော်၃ရရဲ့၄ရဲ့ပေါင်းချင်းဒီ၄၄နဲ့ကျွန်တော်ဒီရ၈နဲ့ပေါင်းတော့2ဒီ၃လုံးပေါင်းချင်း2ဖြစ်လို့2ရဲ့နှက်ခတ်ဒီ၄2၄ဒီကျွန်တော်ဒီမှာအချုပ်ရ ွေးတယ်အိန္ဒိယနဲ့ဇက်ကနေအားပေးနေပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ဗျာအီးကျေးတဲ့အမြဲဝမ်းကျိတ်မဲ့တွေးတယ်ဟုတ်ကဲ့ပါဗျာနော်ကြော်ဒီမှာ၄ခွန်းပေါင်းချင်း၃ဖြစ်လို့၃နှက်ခန်း၅၃၅အချိန်မှာ၃၁ထွက်တော့၃ထီတယ်ဗျာနောက်တစ်ပင်ဒီ၃ည၃၃ပေါင်းချင်းဒီ၆ဖြစ်လို့၆ရဲ့နှက်ခတ်ဒီကို၆၉အချိန်မှာလဲ60ဆိုတော့၆ထီတယ် နောက်တစ်ပင်တီ156ပေါင်းချင်းတီနှစ်ဖြစ်လို့နှစ်ရဲ့နှက်ခတ်တီလေးနှစ်လေးအချိန်မှလည်း၄ဘူးဆိုတော့၄ထီတယ်ဗျနောက်တစ်ပင်တီ614ပေါင်းချင်းတီ1ဖြစ်လို့1ရဲ့နှက်ခတ်ရှိ1ရှစ်အချိန်မှလည်း86ဆိုတော့8ထီတယ်ဒါကြောင့်မို့ဒီနေ့အတွက်1ချိန်ပြီကျွန်တော်တို့လေအတုံညာရဲ့ရှေ့ရပေါ့နော်၃လုံးပုံချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့နှက်ခတ်ဒီလေးနှစ်လေးဒီအချိန်မှာဗျအကိုမတို့ကကြိုက်နှစ်တက်မှာ၃ပေါ့နော် အခုပြမယ့်ဝမ်းကျင်းကတော့ကျွန်တော်ဝမ်းကျင်းနှစ်ချိန်ပေါ့နော်တွဲရင်တော့အပြည့်ပေါက်တော့မကြဘူးဒါပေမဲ့ကျွန်တော်တို့မနေ့ကဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီကောင်ကိုကီးနေနဲ့ယူပြီးတော့နောက်ထပ်ဝမ်းကျင်းနဲ့တွဲလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ပေါက်ကနန်းဖြစ်မှာပေါ့နော်မအောင်မမောတဲ့လက်မလေးတွေနှိပ်ပေးကြပါနော်ဒါဟုတ်ကဲ့ပါဗျာနော်မအောင်မမောလည်းကျေးဇူးတင်ပါတယ်ဗျာတူတူတဲ့မင်္ဂလာပါတဲ့အယောက်ဒီတိုင်းကအားပေးလျက်ပါတဲ့ဟုတ်ကဲ့ပါဗျာနော်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာနောက်ထပ်ဝမ်းကျင်းပေါ့နော် ငါးရဲ့၃ရဲ့ဒီရဲ့၃ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီတက်ဖြစ်လို့၁ရဲ့ပါဝါဒီ6၁6ဒီကျွန်တော်ဒီမှာအချင်းပြတော့ဒီ၁6အချင်းမှာ၃၁ထွက်တော့၁ထီတယ်ဗျဒီမှာတော့1ချင်း2ချင်းဒီကျွန်တော်တို့၃၅အချင်း၁6အချင်းဒီမှာတော့ကျွန်တော်အပြီးပေါက်ပေးတယ်ပေါ့နော်ဒီရဲ့၃ဒီရဲ့၁နဲ့၃၁ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ 9ရက်ခွင်ရပေါင်းချင်းတီနှင်းနှင်းနဲ့ကျွန်တော်ဒီရက်8နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်း3ညဖြစ်လို့3ညရဲ့ပါဝါတီ9 3ည9ဒီကျွန်တော်ဒီမှာအချိန်ပြဒီ3ည5အချိန်မှာလည်း60ထွက်တော့ကျွန်တော်တို့3ည ठी တဲ့ဒီမှာဆိုလဲ1ချိန်2ချိန်ဒီ69အချိန်3ည5အချိန်ပေါ့နော်ဒီမှာဆိုလဲအပြည့်ပေါက်ပြည့်တယ် ဒီရ6ဒီရ3ညနဲ့60ဆိုပြီးတော့ထွက်တယ်ဗျ။အဲဒါကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ1ရယ်3ရယ်ပေါင်းချင်းဒီလေ4နဲ့ဒီရ9နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရယ်ပါဝါဒီလေ9လေးဒီကြောဒီမှာအချင်းဗျ။ ဒီကိုလေးအချိန်မှလည်းကျွန်တော်တို့၄ဘူးထွက်တော့၄ထီတယ်ဗျဒီမှာဆိုရင်1ချိန်ဒီကျွန်တော်တို့2လေးအချိန်6လေးအချိန်ပေါ့နော်ဒီမှာဆိုလည်းကျွန်တော်တို့၄ဘူးဆိုပြီးတော့အပြည့်ပေါက်ပေးတယ်ဒီရလေးဒီရလေးနဲ့၄ဘူးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ၃ညရဲ့၈ရဲ့ဒီရ၃ညရဲ့၈၃ညပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့ ရှင်းရဲ့ပါဝါတီ3 83ဒီကျော်ဒီမှာအချိန်ပြတော့ဒီ83အချိန်မှာလည်း86ဆိုတော့ရှစ်ထီတယ်ဗျဒီမှာဆိုကျွန်တော်ရှင်းပြကျင်တာလေးရပါတော့ကျွန်တော်ဒီမှာဆိုရင်ဒီဒီကောင်ကိုကျွန်တော်ကီးအနေနဲ့ယူမယ်ဆိုရင်တော့အကုန်လုံးဒီပေါက်ကနန်းဖြစ်မယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့က385ကီလိုယူပြီးတော့ဒီဘက်က16ချင်းနဲ့တွဲရင်လည်းကျွန်တော်တို့31ပါမယ် ဒီမှာလဲကျွန်တော်တို့က69ကီလိုယူပြီးတော့35အချိန်နဲ့တွဲရင်လဲ60ဆိုပြီးတော့ပါမယ်ဗျဒီမှာလဲကျွန်တော်တို့24ကီလိုယူပြီးတော့ကိုလေးအချိန်နဲ့တွဲရင်လဲ၄ဘူးဆိုပြီးတော့ပါမယ်ဒီမှာဒါကျွန်တော်တို့က168ကီလိုယူလိုက်မယ်ဆိုရင်ဒီဘက်က83အချိန်နဲ့တွဲရင်ကျွန်တော်တို့86ဆိုပြီးတော့အပြည့်ပေါက်ဖြစ်မယ်ပေါ့နော်အားလုံးပဲနားလည်မယ်လို့ထင်တယ်ဗျကိုမတို့ကြိုက်နှစ်တက်ရင်3ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာဒီနေ့အတွက်က 4ရက်5ရက်ပေါင်းချင်းဒီ9 9နဲ့ကျွန်တော်ဒီရက်8နဲ့ပေါင်းတော့ခွန်ဒီ3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနဲ့ခွန်နှစ်ဒီရောဒီမှာအချိန်ပြဝေဝင်းနဲ့ခွန်းနှစ်ချိန်နဲ့ဟုတ်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီဒီဝါချိန်နှစ်ချိန်ရပါတော့ မတူရင်တော့အပြစ်ပေါက်ပေးတာတွေ့ရတယ်တူညီရင်တော့လုံးမိုင်းပေးတာတွေ့ရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့3ချိန်1ချောင်းချိန်မှာ1ချိန်2ချိန်မတူတဲ့အချိန်မှာ3 1ဆိုပြီးတော့အပြစ်ပေါက်ထွက်တယ်ဒီမှာလည်းကျွန်တော်တို့6 9အချိန်3 5အချိန်ပေါ့နော်1ချိန်2ချိန်ဒီမတူဘူးမတူတဲ့အချိန်မှာ60ဆိုပြီးတော့အပြစ်ပေါက်ထွက်တယ်ဗျဒီမှာလည်းကျွန်တော်တို့2လေးအချိန်6လေးအချိန်ဒါဆိုရင်ကျွန်တော်ဒီမှာဒီဒီမှာလေးဒီမှာလေးမို့၄ဘိုင်တူညီမှုရှိတယ်ပေါ့နော်ဒါဆိုရင်၄ဘိုင်လို့ယူဆပြီးတော့ကျွန်တော်၄ဘူးထွက်တယ် ဒီမှာလဲကျွန်တော်တို့၁၈အချင်း၁၃အချင်းပေါ့နော်ဒီမှာလဲ2ညရာတိကျွန်တော်တို့ဒီမှာ၈ဒီမှာ၈မို့၈ပိုင်းမှာ၈၆ဆိုပြီးတော့ထွက်တယ်ဗျတကယ်လို့ကျွန်တော်တို့ကဒီကောင်ဒီ2လေးအချင်း9နှစ်အချင်းဒီတွဲ၍အပြစ်ပေါ်မပေးဘူးဆိုရင်တော့မှကျွန်တော်တို့ဒီမှာ2ညရာတိဒီမှာ2ဒီမှာ2မို့2ပိုင်းဒီပေးသွားနိုင်တယ်ပေါ့နော်အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဗျမနေ့ကနှစ်ပြက်ပြီးတဲ့38ချိန်မှန်တဲ့ဟုတ်ကဲ့ပါဗျာနော် နေ့ကကျွန်တော်တို့ဒီတက်ရှိအချင်းလဲမှန်တယ်ဒီ၈၃အချင်းလဲမှန်တယ်ပေါ့နော်၆ကဘယ်ရောက်လာလဲဆိုတာကိုကျွန်တော်၆ကိုလည်းတွက်ပြပေးမယ်ဗျဒီ6ကိုတော့မပြခင်မှာအစောနာကျွန်တော်ရှင်းပြတယ်ဒီကောင်ကိုကီးအနေနဲ့ယူမယ်ဆိုရင်ကျွန်တော်တို့ကဒီဘက်ကဝန်ချင်းနဲ့တွဲရင်ပြပောက်ဖြစ်တယ်ပေါ့နော်ဒီမှာလာကျွန်တော်တို့က၈3အချင်းကိုဒီဘက်က၁6 8ကီးနဲ့တွဲရင်ကျွန်တော်တို့၈6ဆိုပြီးပါမယ်ဒီမှာလဲကျွန်တော်တို့ခွန်းနှစ်အချင်းကိုဒီ2ခွန်းလေးနဲ့တွဲရင်လဲကျွန်တော်တို့ အပြည့်ပေါက်ဖြစ်တယ်ပေါ့နော်ก็ดีมา9ရဲ့1ရဲ့ဒီရဲ့9ရဲ့ဗောနော်ဒီ3လုံးပုံချင်းဒီ3ဖြစ်လို့ 3ရက်နှစ်ခက်တီ9 35ဒီကြောင့်ဒီမှာအချိန်ပြတော့ဒီမှာ3 5အချိန်မှာ3 1ဆိုတော့3ထီလေဗျဒီမှာဆိုလဲ1ချိန်ဒီကျွန်တော်3 5အချိန်1 6အချိန်3 5အချိန်ဆိုတော့3 5အချိန်ဒီပိုရေးကောင်းတယ်ဗောနော်3 5အချိန်မှာ3 5အချိန်ကိုကျွန်တော်ဒီ1 6နဲ့တွဲရင်ကျွန်တော်3 1ဆိုပြီးတော့ပါမယ်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဗောနော်နောက်တစ်ပင်ဒီ1ရ6ရပေါင်းချင်းဒီခွန်းခွန်းနဲ့ကျွန်တော်ဒီက3နဲ့ပေါင်းတော့3ည ဒီ၃လုံးပေါင်းချင်းဒီ၃ညဖြစ်လို့၃ညရဲ့နှက်ခက်ဒီခွန်း၃ညခွန်းဒီကျွန်တော်တို့ဒီမှာအချက်ညတော့ဒီမှာ၃ညခွန်းအချက်မှာလဲကျွန်တော်တို့60ဆိုတော့၃ညထီတယ်ပေါ့နော်သူတို့ရဲ့ခွန်းထိတ်နဲ့၄ပိတ်ကိုပို့ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဦးစွန်တို့လည်း1တိထိုးပါတဲ့ဟုတ်ကဲ့ပါဗျာ ဒါပေမဲ့ကျွန်တော်ဒီမှာတုံညာခွန်အချိန်မှာလဲ60ဆိုတော့တုံညာထီတယ်ဒီမှာဆိုရင်ကျော်တော့ဟာ69အချိန်တုံညာ5အချိန်တုံညာခွန်အချိန်ဆိုတော့ဒီမှာတူညီတာစီကျွန်တော်ကဒီမှာတုံညာဒီမှာတုံညာမို့တုံညာပိုင်တုံညာပိုင်နဲ့ဒီဘက်က69နဲ့တွဲရင်တော့ကျွန်တော်တို့ main နှစ်ကွက်ရမှာပေါ့နော်60-90ဆိုပြီးတော့ရမယ်အဲ့ဒီမှာကျွန်တော်60ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်တီတုံညာရဲ့၄ရဲ့ကျွန်တော်ဒီရက်၈ ုံညာလေးရှိပေါင်းခြင်းသည်နှစ်ဖြစ်လို့နှစ်ရဲ့နှက်ခတ်သည်လေနှစ်လေးဒီကျော်ဒီမှာအချိန်ပြဒီနှစ်လေးအချိန်မှာလဲလေးဘူးဆိုတော့လေးထီတယ်ဒီမှာဆိုတော့ကျွန်တော်တို့ဝမ်ကျင်းသည်နှစ်လေးအချိန်နှစ်လေးအချိန်ဆိုတော့နှစ်လေးအချိန်ဒီဘိုးကြီးကောင်းတယ်ပေါ့နော်နှစ်လေးအချိန်ကိုဒီဘက်ကကိုလေးနဲ့တွဲရင်ကျွန်တော်တို့လေးဘူးဆိုပြီးတော့ပါမယ်ဗျဒါဆိုကြောဒီမှာနောက်တပင်ပေါ့နော်အားလုံးပဲနားလည်မလို့လည်းထင်တယ်ကိုမတို့ကကြိုက်နှစ်သက်မှလည်းသုံးပေါ့နော် ၄ရဲ့ခွင်ရဲ့ပေါင်းခြင်းဒီ၁၁နဲ့တည်းရ၅နဲ့ပေါင်းတော့၆ဒီ၃လုံးပေါင်းခြင်း၆ဖြစ်လို့၆ရဲ့နှက်ခက်ဒီ၉၆၉ဒီကျွန်တော်ဒီမှာအချိန်ပြဒီ6ကိုအချိန်မှာလဲ86ဆိုတော့6ထိတယ်ဒီမှာဆိုကျွန်တော်1ချိန်ဒီ18အချိန်83အချိန်6ကိုအချိန်တူညီတာဒီကျွန်တော်ဒီမှာ10ဒီမှာ10မို့10ပိုင်း10ပိုင်းကိုဒီဘက်က6ကိုနဲ့တွဲရင်86 89ဆိုပြီးတော့ကဏ္ဍဒီ main နှစ်ကွက်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့ 86ဆိုပြီးတော့ထွက်တယ်ဗျ။ဦးထွန်းနိုင်နဲ့နေကုန်နှစ်ပိုင်းနဲ့ဟုတ်ခဲ့ပါဗျာနော်။ဒါဆိုရင်ကျော်ဒီနေ့မှာ1ချင်းတီပေါ့နော်။6ရယ်ခွင်ရယ်ပေါင်းချင်းတီ3 3နဲ့ကျော်ဒီရ3ညနဲ့ပေါ့နော်3ဒီ3လုံးပေါင်းချင်းတီ3ဖြစ်လို့3ရယ်နှစ်ခက်တီ5 3 5တီကျော်ဒီမှာအချင်းဗျာ။ ဒါဆိုရင်ကျတော့ဒီမှာ1ချိန်ဒီ2လေးအချိန်9အချိန်3အချိန်ပေါ့နော်ဒါဆိုရင်ကျွန်တော်တူညီတာဒီတော့ကျွန်တော်တို့ဒီမှာ2ဒီမှာ2မို့2ပိုင်း2ပိုင်းကိုဒီဘက်က3 9နဲ့တွဲရင်2 3 5ဆိုပြီးတော့ခဏန်းဒီမိန်း2ကွက်ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဖ ೇನೆ ကျွန်တော်ဒီမှာဆိုရင်3 9 16ပေါ့နော်3 9 16ခွေရင်3 1ဆိုပြီးပါမယ်ဒီမှာလည်းကျွန်တော်တို့6 9 3 9ခွန်ပေါ့နော်ဒီခဏန်းနေခွေရင်ကျွန်တော်တို့60ဆိုပြီးတော့ပါမယ်ဗျာ ဒီမှာလည်းကျွန်တော်တို့2လေး6ပေါ့နော်2လေး6ခွေရင်လည်းကျွန်တော်၄ဘူးပါမှာပေါ့နော်ဒါကတော့အပူပါထဲမှာရမယ်ဗျဒီမှာဆိုလည်းကျွန်တော်တို့1 8 3 6 9ပေါ့နော်ဒီကနန်း၅လုံးခွေရင်6 6ဆိုပြီးတော့ပါမယ်ဒီနေ့မှာကျွန်တော်တို့ခွေလို့ခွေရမယ်ဆိုရင်တော့နလေခွန်35ပေါ့နော်ဒီကနန်း5လုံးခွေရမှာဖြစ်တယ်ဗျကိုမတို့ကလည်းကြက်နှစ်တက်မှုရှိမှလည်း3ပေါ့နော်ဘရိတ်လိုင်းရလည်းကျွန်တော်ဘရိတ်လိုင်းနဲ့ဟိုဖြစ်မှဆိုရင်တော့ဒီဟိုကဒီတော့ကျွန်တော်တို့ဖက်တူတော့မကြောက်ဘူးပေါ့နော်ဘရိတ်လိုင်းရလည်း ကျွန်တော်ပြလိုက်ရင်လောရနေလာဖြစ်တဲ့အတွက်တိတ်ပြချင်းသိမ့်မရှိတော့ဘူးဗောနော်ဒီထက်ရမှာကျွန်တော်ဒီ၃ငါးအချိန်ဒီဗောနော်၃ငါးအချိန်ရမှာဒီ၃ငါးအချိန်ရမှာ၃လာရင်ကျွန်တော်ထိတ်စီးပါဗျာနော်၃ထိတ်ဘူးလဲတွေ့ထတာဖြစ်တဲ့အတွက်၃လာရင်ထိတ်စီးပါဗျာ ျွန်တော်ကနှစ်တလုံးလိုက်နေပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒီနေ့မှတော့ကျွန်တော်နှစ်ပိုင်လေးကတော့ပိုးရေးကောင်းတာတော့တွေးရတယ်ပေါ့နော်ကိုမတို့ကလည်းအကြိုက်ပါရင်တော့သုံးပါဗျာကျွန်တော်တော့ဒီမှာဒီထက်ရကနန်းနေကိုပဲကျွန်တော်ထုတ်ပေးလိုက်မှာပေါ့နော်နှစ်လေး၃၅ခွန်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်နှစ်၃၄၅ခွန်ပေါ့နော်နှစ်၃၄၅ခွန်ကိုကျွန်တော်တို့အပူပါထဲနိုင်တော့ပိုးကောင်းတာပေါ့ဗျာနော်ကိုမတို့လည်းနားလည်းမလို့လည်းထင်ပါတယ်ဗျာကြိုက်နှစ်သက်မှလည်းသုံးပေါ့နော်ဗရိတ်ကတော့ကျွန်တော်ဒီမှာ ီနေ့မှလည်းကျွန်တော်တို့ break တစ်လုံးနဲ့ဆိုရင်၄ break လေးထပ်တွေ့လို့ပေါ့နော်3 6ပေါ့နော်ဒီ3လုံးပေါင်းခြင်း3ဖြစ်လို့3ရဲ့ power တီရှဲအဲ့ဒီရှဲဒီကျွန်တော်ဒီမှာ break ၄ခုဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီရှဲလေးခွန်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီကျွန်တော်တို့6ဖြစ်လို့6ရဲ့ power တီ၄အဲ့ဒီ၄ဒီကျွန်တော်ဒီမှာ break 6 6ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြဒီမှာ9ခွန်ခွန်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီကျွန်တော်တို့6ဖြစ်လို့6ရဲ့ power တီ4ပေါ့နော် ဒါဆိုရင်ကျွန်တော်ဒီမှာ6 power လေး6 brake တစ်လုံးနဲ့ brake ဆိုရင်6 brake ဒါပေမဲ့ကျွန်တော်တို့6လေး6 brake ပေါ့နော်ဖြစ်သွားနိုင်တာတော့6လေး6 brake ကျွန်တော်6လေး6 brake ပေါ့နော်ဒီနေ့မှာတော့ โอเคပါအားလုံးပဲကျွန်တော်တွေ့ပြရလေးနားလိမ့်မယ်လို့ထင်ပါတယ်ဗျာကိုမတို့ကြိုက်ပါရင်တော့၃ပေါ့နော်ကျွန်တော်တွေ့ပြတဲ့ခဏန်းလေးဒီပေါကဏန်းလေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ခဏန်းဒီလည်း၁၂နာရီ၃မိနစ်ထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းဆက်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေလူကြီးကိုလည်းထိုးတန်းပေါ်ပြီးတစ်ပတ်တစ်ပတ်အမျက်တွေရပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာ channel ကို subscribe မနေရသေးတဲ့ကိုမတို့ကလည်း subscribe နဲ့ပေးဖို့တောင်းဆိုပါတယ်အားလုံးပဲ ကံကောင်းကြပါစေဘိုင်းဘိုင်းစေးပါအရမ